လုပ်ငန်းခွင်တွေမှာဂျန်နာချေပြုတ်ခွဲခြားမှုနဲ့အကြမ်းဖက်မှုတွေနေ့စဉ်နဲ့မျှကြုံတွေ့နေရတာတွေရှိတတ်ပါတယ်။လုပ်ငန်းခွင်တွေမှာကြုံတွေ့ရတဲ့ဂျန်နာချေပြုတ်အကြမ်းဖက်မှုဆိုတာဘလို့ဟာတွေကိုခေါ်တာလဲ။ကိုယ့်ရဲ့ဂျန်နာဖြစ်တည်မှုကြောင့်အလုပ်ရဖို့ခက်ခဲတာ၊ကိုယ်ရေးကိုယ်တာကိစ္စတွေမှာအလိုမတူပဲဆွက်ဖက်ခံရတာ၊ပုံစံမျိုးစုံနဲ့လိမ်မိုင်းဆိုင်ရာထိပါခံရတာ၊မညီမျှတဲ့လစာနှုန်းနာနဲ့အလောက်ကိုင်းအခွင့်အလမ်းယာရုတိုးကိစ္စတွေမှာကန့်သက်ခံရတာအဆရှိတဲ့ခွဲခြားဆက်ဆံမှုအလုံးဟာ ဂျန်နာအခြေပြုအကျန်းဖတ်မှုတွေထဲမှာအကျုံးဝင်ပါတယ်။ဒါတွေကိုလုပ်ငန်းဝင်တိုင်းမှာကြုံနိုင်ပါတယ်။ကြားမှမရွေးလိမ့်စိတ်ခံယူမှု၊ကွဲပြားသူမရွေးလဲကြုံနိုင်ပါတယ်။ဒီစီစဉ်မှာလုပ်ငန်းဝင်တွေမှာကြုံတွေ့ရတဲ့ဂျန်နာအခြေပြုအကျန်းဖတ်မှုအကြောင်းကိုကိုယ်တိုင်ကြုံတွေ့ရသူတွေနဲ့ကြားမှရေးလေ့လာသူတွေရဲ့ရှုမြင်သုံးသပ်ချက်တွေကိုမေးမြန်းဆွေးနွေးထားပါတယ်။ တ်ဝန်းကျင်လုပ်ငန်းဝင်တွေမှာဂျန်နာအခြေပြုအကြမ်းဖက်မှုတွေနေ့စဉ်ကြုံတွေ့ရနိုင်နေဆိုတာသတိထားမိပါသလားဟုတ်ပါတယ်ကြားမဆန်လုံးရခွဲခြားဗတ်လိုက်မှုတွေကတဦးတယောက်ရဲ့ပုဂ္ဂလိကဘဝကိုသာမကပဲလုပ်ငန်းဝင်အတွင်းထိစိုးကျိုးတက်ရောက်မှုတွေရှိနိုင်ပြီးတော့ဂျန်နာအခြေပြုအကြမ်းဖက်မှုဖြစ်စဉ်ပုံစံမျိုးမျိုးကိုကြုံတွေ့ရနိုင်ပါတယ်အမျိုးသမီးတွေမတန်ဆွမ်းတွေအနေနဲ့အမျိုးသားတွေထက်အလौရရှိဖို့ယာဒူးတိုးဖို့အခွင့်အရေးပိုနေခြင်း လဆာနေပါပြီးတော့အလုတ်ထုတ်ခံရဖို့အခွင့်အရေးပုံများခြင်းခေါင်းဆောင်နေရာမရခြင်းစတာတွေကဂျန်နာဆန်နှုံးတွေဖြစ်တဲ့မိမဆိုတာပြောညံ့တယ်ခွန်အားမရှိဘူးတူးဆောင်နိုင်ခြင်းမရှိဘူးအလုတ်ပြီးမြောက်နိုင်စွမ်းအားနေတယ်အဲ့လိုဂျန်နာပုံတွေကားချက်ထင်မြင်ချက်တွေဟာအစင်လာရဖွာရကြီးစိုးမှုတွေကြောင့်လုပ်ငန်းခွင်အတွင်ဘက်လိုက်ခွဲခြားဆက်ဆက်မှုတွေဖြစ်ပေါ်တတ်ပါတယ် ဒီလိုကိစ္စတွေကလုပ်ငန်းဝင်တိုင်းမှာရှိနိုင်တယ်လို့အထည်ချုပ်ဆက်ယုံအလုပ်ယုံတွေမှာပို့ပြီးတော့ခွဲခြားဆက်ဆံခံရတာတွေကိုမြင်တွေ့ကြရမှာပါအထည်ချုပ်ဆက်ယုံမှာလုပ်ခဲ့တဲ့အမျိုးသမီးတယောက်ဆိုရင်အလုပ်သမားရေးကိစ္စတွေကိုဆောင်ရွက်ဖို့အတွက်အလုပ်သမားတမကဖွဲ့လိုက်တဲ့အချိန်မှာတရုတ်တထေးအိရှာမန်နေဂျာနဲ့စကပြန်တို့ရဲ့အညိုးတေးကိုအထားခံခဲ့ရပြီးတဲ့နောက်ကိုထီးလက်ရောက်ကျူးလွန်တာကိုခံခဲ့ရတဲ့အကြောင်းအခုလိုပဲပြောပြထားပါတယ်အဲ့တော့လုံသမားတမကဖွဲ့မယ်ဆိုပြီးတော့စီစဉ်ခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာညီမတို့ရဲ့ ဒီလိုလှုပ်ဆောင်မှုတွေကိုတည်ပြီးတော့ HR တွေကနေပြီးတော့ဒါတွေကတရားမဝင်ဖွဲ့စည်းဆိုပြီးတော့ဟိုစာရွက်တွေကိုဖျက်ဆီးတာကိုဆွဲဖြဲတာတို့ဘာလို့အဲ့လိုမျိုးဥစည်းတွေနေဟောပေါ့နော်ဟိုတားမြစ်ခံခဲ့ရတယ်အဲ့ဒီချိန်မှာနောက်ပိုင်းကျတော့တရုတ်တထေးရော HR manager ရောစကပြန်ရောကနေပြီးတော့ဟိုညီမပေါ်မှာအညိုးတေးရှိပြီးတော့အဲ့လိုမျိုး ခွဲခြားဆက်ဆံတာတွေဟိုရှိလာတယ်ပေါ့နော်ဒီမြန်မာနိုင်ငံမှာကိုယ့်ဘာကိုအလုံးလုံးနေပြီးတော့ပေါ့နော်ဒီ HR ဆိုတာ HR manager ဆိုတယ်လေမြန်မာလူမျိုးပဲအဲ့ဒီအပြင်ကိုစကားပြန်ဆိုတာလေဒါမြန်မာလူမျိုးပဲလေအဲ့လိုမျိုးလူတွေကဒီတရုတ်တယောက်ကနေပြီးတော့ဒီလိုမျိုး main ကလေးတယောက်ကိုနိုင်တဲ့ season all hit ပြီးတော့လူများကြားမှာအဲ့လိုအဆက်လဲရစေတယ်ကိုင်းကလေးလည်းပြက်ပြားစေတာကိုဖြစ်နေတာကိုနည်းနည်းလေးမှဟိုတစ်ခູ່မှပေါ့နော် ဟိုဝင်မဆွဲပဲနဲ့ဒီထားမဲ့အညိုတေးတွေကလည်းကြီးကြီးမားမားမဟုတ်လုပ်ငန်းထဲမှာဥပဒေချိုးဖောက်မှုဖြစ်လို့ဒီတရုတ်ကနေပြီးတော့ဟိုအလုပ်သမားတွေပေါ်မှာဥပဒေချိုးဖောက်မှုဖြစ်လို့ညီမတို့ကဒါတွေကို ပြောရဆိုရတာလွင်သူတို့နဲ့ဘာဘာတခုမှဖြစ်ထားတာလည်းမရှိဘူးလေကိုမြန်မာလူမျိုးအချင်းချင်းကိုဖိမမှုတခုမှမရှိပဲနဲ့ဘေးကနေပြီးတော့အဲ့လိုမျိုးစူပေါင်းပြီးတော့ဝိုင်းပြီးတော့ပေါ့နော်ဒီတက်ပို့ပြီးတော့လှုပ်စော်တယ်လို့မျိုးဝိုင်းပြီးတော့အဲ့လိုမျိုးအားပေးအားမြောက်အဲ့လိုလှုပ်တယ်လို့ မြင်ရတဲ့မြင်ဝေးကြညီမအဖို့ဟိုဒီဟာကြီးကဟိုစိတ်စိတ်အစင်မပြေဘူးပေါ့နော်စိတ်မကောင်းဖြစ်စေတယ်ပေါ့ဒီကဟိုမြန်မာလူမျိုးချင်းချင်းဒီတိုင်းစော်ကားကွန့်ပေးထားတယ်ပေါ့အဲ့လိုမျိုးမြင်ပါတယ်ဆက်ယုံလုံယုံနေတဲ့လုပ်ငန်းခွင်တွေထဲမှာလိမ်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ဖြစ်ရပ်တွေအများကြီးရှိခဲ့ပါတယ်လုပ်ငန်းဝင်အတွင်းမှာကြီးကြပ်ရေးမှုအမျိုးသားရဲ့လိမ်ပိုင်းဆိုင်ရာစော်ကားပြောဆိုတာခံခဲ့ရတဲ့အပြင်အမျိုးသမီးအချင်းချင်းအဆက်ရအောင်ပြောဆိုခံရတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလည်းရှိနေပါတယ်မြန်မာလီဘာနျူးစ်ကပြုစုထားတဲ့သတင်းအချက်အလက်တွေအရဆိုရင်တော့ပြီးခဲ့2024ခုနှစ်နိုဝင်ဘာလထဲမှာဆိုရင်လုပ်ငန်းဝင်တွင်ရင်ဆိုင်နေရတဲ့အကြမ်းဖက်မှုတွေထဲမှာမချေမငန်ဆက်ဆံခံရမှုကထိတ်ဆုံးကပါဝင်နေတယ်ဆိုပြီးတော့အမျိုးသမီးအထည်ချုပ်လုံသမားတွေရဲ့ပြောကြားချက်အရသိရပါတယ်လုပ်ငန်းဝင်တွေဂျန်နာချေပြုဂျမ်းဖက်မှုဆိုတာကအမျိုးသမီးတွေမှသာမကပဲအမျိုးသားနဲ့လိင်စိတ်ခံယူမှုကွဲပြားသူတွေမှလည်းကြုံတွေ့ရနိုင်ပါတယ် လိမ်မိုင်းဆိုင်ရာထိပါနှောက်ရက်တဲ့စော်ကားတွေဆိုတာက ကိုထိလက်ရောက်စော်ကားမှအမှုဖြစ်မြောက်တာမျိုးမဟုတ်ပါဘူးနှုတ်အားဖြင့်ညင်ညင်ညံညံငေါငန်းပြောဆိုတာကလည်းလိမ်မိုင်းဆိုင်ရာ စော်ကားတာလို့သတ်မှတ်လို့ရပါတယ်လူသိရှင်ကြားစော်ကားဆဲဆိုခံရသူအတွက်တော့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားရတဲ့အတွက်မြန်မာနိုင်ငံရဲ့ဥပဒေတွေရတရားစွဲဆိုနိုင်တဲ့အမှုတွေလည်းဖြစ်ပါတယ်လုပ်ငန်းဝင်တိုင်းဟာအလုပ်သမားတွေအတွက်ဘေးကင်းလုံခြုံတဲ့နေရာတွေသာဖြစ်တင်ပါတယ် လိန်စိတ်ခံယူမှုကွဲပြားသူလုံသားတယောက်ဆိုရင်လည်းသူ့ရဲ့ဖြစ်တည်မှုကိုအတိမတ်ပြုမခံရတဲ့လုပ်ငန်းဝင်တွေမှာအလုတ်လုံနေရတဲ့အတွက်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုမျိုးစုံကိုနေ့စဉ်နဲ့များကြုံတွေ့ခံစားခဲ့ရပြီးတော့အဲ့ဒီပတ်ဝန်းကျင်ကနေထွက်ခွာသွားတဲ့ဒီဖြစ်ခဲ့ရပါတယ်။ အဲကျွန်တော်က activity ဆိုတာဟုတ်ပေါ့နော်ဟိုးငငယ်လေးကညာကျွန်တော်ကကိုကိုလက်ခံလိုက်သူတရားအဲအဲ့ဒီအချိန်မှာကျွန်တော်ကြောက်ဆရာအနေနဲ့ကျွန်တော်ဝင်လို့လိုက်တယ်ရွေးတီຫນွေຫນောင်းလေးတွေဆိုလို့ရှိရင်အရန်ပြောချင်ဆိုချင်ကြတာပေါ့နော်အဲဘယ်လိုပြောကြလဲဆိုလို့ရှိရင်သူတို့ရဲ့တာသမီတွေကိုပေါ့နော်ဟိုဒီလိုဆရာခါတင်လို့ရှိရင်ဒီလိုပုံစံဖြစ်သွားမယ်ဆိုတဲ့အရာမျိုးတွေသူတို့ခေါင်းထဲမှာရှိရပေါ့နော်ညဉ့်ညဉ့်လေးသွားပြီးဆိုလို့ရှိရင်နောက်ကနေပြီးတော့လမ်းလျှောက်တဲ့ပုံစံတွေကလိုက်ပြီးတွတ်ပြီးတော့လျှောက်ပြီးတော့ နောက်တာမျိုးစတာမျိုးတတော်ကိုွဲရမှာတမျိုးရှိမှာတမျိုးအအ600ဆရာဆရာအ600ဆိုပြီးတော့ဗောနော်ဟိုခေါ်ကြတယ်ပြောကြတယ်အဲ့ဒီလိုအရာတွေကချိန်ဖန်များစွာဖြစ်လာတဲ့အခါမှာကျွန်တော်လဲပြောခံရပါများလာတဲ့အခါမှာကျွန်တော်လဲအတတ်နိုင်ဆုံးတော့ကျွန်တော်ကိုကျွန်တော်ပုံစံကိုပြင်တယ်ဒါပေမဲ့ကျွန်တော်ကိုသိထားတဲ့သူတွေဖြစ်တဲ့အတွက်ဘလောက်ပြင်ပြင်ကျွန်တော်အမြဲတမ်းအနေခံရတယ်အပြောင်းခံရတယ် ကျောင်းကြီးကိုကျွန်တော်သွားပြီးတော့ပြောတယ်အဲ့လိုအဲ့လိုပဲဆရာအဲ့လိုတွေလိုက်ပြောင်းနေပါလေဆိုတော့သူတို့ကဘာပြောလို့ရမှာလဲတဲ့သူတို့ကဘယ်လိုပြောလို့ရမှာလဲပေါ့နော်အဲဆရာရဲ့အနေထိုင်လေးကိုပြင်လိုက်ပါဆိုတော့ကျွန်တော်လေကျောင်းဆင်းမီဆိုလို့ရှိရင် အိမ်မှာအမြဲတမ်းအမေကိုရင်ဖွင့်ပြီးတော့ကျွန်တော်ငိုရတယ်ခုရဲ့ professional life ကြီးကိုဆွတ်လွတ်ခြင်းနဲ့အတိတ်ကိုရောက်သွားတယ်ပေါ့နော်အဲကျွန်တော်အမှန်တမ်းပြောရရင်ဆွတ်လွတ်ခဲ့တယ်ဆွတ်လွတ်ပြီးတဲ့အချိန်မှာကြားထဲမှာတင်းတင်းကျပ်ကျပ်လာကျွန်တော်နားလိုက်ရဲ့ ပြီးတော့ကျွန်တော်ရန်ကုန်တက်လာတယ်ကျွန်တော်အလုတ်ရှာမယ်ဆိုပြီးအရောင်းဝယ်ထဲကနေစလုပ်တယ်စလုပ်မယ်ဆိုပြီးအလုတ်သွားလျှောက်တယ်လျှောက်တဲ့အချိန်မှာအင်တာဗျူးလဲခေါ်တယ်ကျွန်တော်အင်တာဗျူးသွားတဲ့အခါမှာလဲအော်ငါစပင်ကတော့အရှိဖြစ်နေရဲ့အရန်ဟိုဘယ်လိုပြောရမလဲပူတီဘက်တီဖြစ်နေမှာပေါ့နော်သူတို့အမြင်မှာမကောင်းဖြစ်မှာဆိုလို့ဆိုပြီးကျွန်တော်စပင်ကိုတခြားလေးစီးသွားတယ်အင်တာဗျူးမှာလဲကျွန်တော်ရဲ့အဖြေကိုလည်းကြိုက်တယ်ကျွန်တော်ရဲ့ပညာရည်အချင်းကိုလည်းသဘောကျတယ်ကျွန်တော်ဟိုအင်တာဗျူးအောင်နေပေါ့နော်ဒါပေမဲ့ ။ဘာပြောလဲဆိုတော့အမောင်လေးစပင်လေးတော့ညက်ပေးရမယ်နော်။စပြီးတော့ခွဲကြရတယ်။ဖြာကြလေးဆိုလို့ရှိရင်အမားတို့ကစပင်အတူနဲ့ပဲခတ်ပါတယ်။မိန်းကလေးဆိုလို့ရှိရင်တော့စပင်အရှည်နဲ့ဆိုရပါတယ်။စီးထားလို့ရတယ်ဆိုတော့ဟုတ်ပြီအမကျွန်တော်စပင်အရှည်ဖြစ်တဲ့အတွက်ဒီစပင်ကိုကျွန်တော်စီးထားမယ်။စီးမထားရရင်ဒါမှပဲကျွန်တော်ရအောင်ထုံးခဲ့မယ်ဆိုပြီးတော့ပြောတာလေမရခဲ့ဘူး။အဲ့ဒီအချိန်မှာကျွန်တော်ရွေးချယ်ရပြီးစိတ်ပိုင်းဆိုင်ရာထပ်ပြီးတော့ထိခိုက်ပြီးဒီအလုံးမှမရလို့ရှိရင်ကျွန်တော်ကဝင်ဝင်လည်းမရှိတော့ဘူး။အိမ်ကိုပြန်ရမယ်အစင်ကိုရောက်နေပြီ။ အဲဒီမှာဆက်ပြီးတော့စူးစမ်းလို့မရတော့ဘူးပေါ့နော်အလူတယောက်ကလေဟိုကျွန်တော်တို့အကျန်းဖက်တာလေရုပ်ပိုင်းဆိုင်ရာအကျန်းဖက်တာကိုကျွန်တော်ခံနိုင်ရှိတယ်ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာအကျန်းဖက်တာကိုခံနိုင်မရှိခဲ့ဘူးအခုစပင်ကိုညံ့နေတာကိုကြည့်ပြီးတော့လေပထမဆုံးအကျဉ်းလေးကြတယ်မာဒီပုံစံဖြစ်တာကအလုတ်အကင်ကိုပါထိခိုက်စေတာလားဟုတ်ပြီလုံးလိုက်တယ်ဒါပေမဲ့စပင်ကပြန်ပြန်ပြီးရှိလာတဲ့အချိန်မှာလုံငန်းခွင်ထဲမှာကျွန်တော်မနေချင်တော့ဘူးဒီစပင်ထက်ညံ့ရမှာဆိုတဲ့အတွက် နောက်ထပ်အလုပ်တစ်ခုကိုမရမကရှာတယ်ကျွန်တော်လက်ခံမဲ့အဖွဲ့အစည်းတစ်ခုကိုရအောင်ဝင်တယ်အဲ့ဒီအချိန်မှာကံကောင်းခြင်းတော့ကျွန်တော်အဲ့ဒီအဖွဲ့အစည်းကိုရောက်သွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာလည်းသပင်းရှိထားလို့ရသွားတယ်ပေါ့အဲ့ဒီအချိန်ကနေစပြီးကျွန်တော်ကို့ကိုလက်မခံတဲ့လုပ်ငန်းကိုကျွန်တော်အတက်အကျဆုံးရှောင်တဲ့အချိန်ကိုကျွန်တော်ဖြစ်သွားတယ်ကိုဘလောက်ပဲအရင်ချင်းတော်နေတော်နေအရင်ချင်းရှိပါတယ်ဆိုပြီးကိုကိုလုံးကြည့်မှုရှိနေပြီမဲ့ တို့ဘက်ကဒီအရာကိုခွဲခြားနေကြဆက်ဆံလာပြီဆိုလို့ချင်းတို့မျက်နှာလည်းမကြည့်ချင်ဘူးတို့အလုပ်ကိုကျွန်တော်မလုပ်ချင်ဘူးကျွန်တော်အမြဲတမ်းညင်းတော့တယ်ကို့အတွက်နေရာမရှိဘူးဆိုတော့အခုချိန်မှာလက်ခံလာတယ်ပေါ့နော်ဒီလိုကိစ္စမျိုးတွေကိုကြုံရတာကစက်ယုံအလုပ်ယုံတွေထဲမှာနေမကပါဘူးလုပ်ငန်းဝင်တိုင်းမှာကြုံတွေ့ရနိုင်ပါတယ်လုပ်ငန်းဝင်တွေကယာဒူးကြည့်သူအမျိုးသားဒါမှမဟုတ် အမျိုးသားလုပ်ဖော်ကင်ဘက်တွေရဲ့လိမ်မိုင်းဆိုင်ရာနှောက်ယှက်ထိပါးခံရတဲ့အမျိုးသမီးတွေအကြောင်းကိုလည်းဆိုရှယ်မီဒီယာမှာမကြာခဏတွေ့ရတတ်ပါတယ် လုပ်ငန်းဝင်တွင်းမှာဂျန်နာခြေပြုအကြမ်းဖက်မှုတွေခွဲခြားဆက်ဆက်မှုတွေရှိပေမဲ့လည်းပတ်ဝန်းကျင်ရဲ့ဖိအားတွေချိန်ချမှုတွေအလုပ်ဖြုတ်ခံရမှာစိုးရိမ်စိတ်တွေကြောင့်တိုင်ကြားဖို့ဟန့်တားဖို့မလုပ်နိုင်ကြတဲ့အတွက်လုပ်ငန်းဝင်တွင်းကဂျန်နာခြေပြုအကြမ်းဖက်မှုတွေဟာဖြစ်ရိုးဖြစ်စဉ်ကိစ္စတွေလို့ဖြစ်လာကြပါတယ်။ဒီလိုဖြစ်ရတဲ့နေပတ်သက်ပြီးကူညီပေးနေတဲ့အဖွဲ့အစည်းတွေမရှိခင်အချိန်တုန်းကကိုယ်အထက်အရာရှိရဲ့လုပ်ငန်းဝင်တွင်းအနိုင်ကျင့်မှုတွေပေါ် ဘာအေးယူမှုမှမလုံနိုင်ခဲ့တဲ့အတွက်စိတ်တရများစွာနဲ့ရှင်းတန်နေရသူတူနဲ့လဲစကားပြောပြခဲ့ပါတယ်။ကိုကအဲ့ချိန်မှာသူ့ကိုအဲအလုံရှင်အနေနဲ့အကုန်လုံးလှုပ်ပေးတယ်။ဒါပေမဲ့ကိုကစိတ်မှာဘလို့ဖြစ်တာလဲဆိုတော့အိမ်နဲ့လည်းခွဲရတယ်။အိမ်ကိုဘလောက်ပဲစိတ်ကအဆင်မပြေဘူးပဲအိမ်ပေါ်မှာထားတဲ့တိုင်ရောစင်ကတမျိုးပေါ့နော်။အုံစစ်ကတမျိုးအဲအဲ့လိုမျိုးပြီးတော့မိဘနဲ့လည်းခွဲပြီးတော့အဲ့ချိန်မှာကိုဝင်ရလည်းရှိနေတဲ့ချိန်တော့ ဟိုအကိုရဲ့အခက်ခဲလေးတွေပြောပြတဲ့ခါကျတော့သူကအမျိုးသမီးတွေမှာရှိတဲ့ပျော့ကွက်ကိုလည်းနင်းတာလူကလည်း၄ယောက်ပဲရှိတာသူကကျွန်တော်အဲ့လိုလောက်တော့မယ်ဆိုရင်ဟိုရုံဆောင်အဖိုးကြီးသူကတခြားတခုခုဝယ်ခိုင်းတာဖြစ်ဖြစ်ဒါမှမဟုတ်သူမလာတဲ့နေ့ဖြစ်ဖြစ်အဲ့လိုမျိုးတွေမှာလောက်တာကိုကတတိမထားမိဘူး။အော် तू ကကို့ပေါ်ကျင်နာတယ်လောက်ပဲကိုကစိတ်ကထင်ခဲ့တာအမျိုးသားကကားသမားဖြစ်တဲ့အတွက်ဟိုရုံးပေါ်မှာအမြဲမနေရဘူး အဲတခါလေးဆိုရင်ဟိုရုံးဆောင်လူကြီးနဲ့ပစ္စည်းဝယ်ခိုင်းလိုက်ရင်ကျွန်တော်အမျိုးသားနဲ့သူတို့နှစ်ယောက်ကသွားကြအဲ့ဒါဆိုအရုံးရဲ့အပေါ်ဒက်မှာကျွန်တော်နဲ့သူနဲ့နှစ်ယောက်ထဲဒါပေမဲ့အခန်းကတော့နှစ်ခန်းရှိတယ်ကျွန်တော်အခန်းသူခန်းလို့တသက်ရှိတယ်အသူခိုင်းရင်တဲ့အချိန်ကိုကျွန်တော်ဘဲလေးတီးပြီးလှမ်းခေါ်တာအဲ့လိုမျိုးများတော်တော်လုပ်ပေးရတာအဲ့လိုမျိုးတော်တော်လုပ်ပေးရင်သူကစကားဆက်မိလို့ပြောတာလို့လို့ဘာလို့လို့ ਨੇ အဲ့လိုမျိုးတွေပြောတာပေါ့ဗျာကိုကအဲ့လိုမျိုးတွေသဘောမပေါက်ခဲ့မပေါက်ခဲ့ပဲနဲ့သူဒီလိုမျိုး လောက်တာလို့လည်းမထင်ခဲ့ဘူး။နောက်ကြတော့ကို့အဲ့လိုအသားယူတာပေါ့။ဟိုကိုင်းဒီကိုင်းလောက်လာတော့စိတ်ထဲမှာစနိုးစနောင့်ဖြစ်လာပေါ့။နောက်ပိုင်းကျဟိုကိုင်းဒီကိုင်းအနေမှာကိုပိုလိုဒီလိုပါလောက်တာ။ तू ကအဲ့ဒီအချိန်မှာကျွန်တော်ကိုပဲအဲ့လိုလောက်တာမဟုတ်။ तू မှနောက်ထပ် तू မှလေးရှိတယ်ဆိုပြီးတော့အဲ့ကျွန်တော်အဲ့မှာတအားအားတကယ်ကိုအား तू မှလေးရှိတယ်အဲ့ तू မှလေးကလာပါများလားတပတ်ကိုနှစ်ခါနှစ်ခါလာတယ်။ခေါင်းအုပ်နေစောင်းနေရယ် ready made ရှိတယ်။ဆိုတော့ ူကအဲ့လိုမျိုးထင်းလာတာပေါ့နောက်ပိုင်းကျတော့အဲ့ကောင်မလေးလည်းတိတ်မလာတဲ့ရက်တွေတို့ပါလေးတို့ရှိလာတယ်ကျွန်တော်ကလည်းသူ့ကိုကျွန်တော်အိမ်ကြောင်းအဲ့လိုရင်ဖွင့်တာတွေရှိတော့ကျွန်တော်ကိုအဲ့လိုပခုံးဖက်ခေါင်းပုတ်ပါညာလောက်တယ်ပေါ့နော်လောက်ပြီးတဲ့နောက်ကိုကျွန်တော်ကမနေနိုင်တော့လို့ယောက်ျားကိုပြောတာပြောတော့ယောက်ျားငါမိန်းမကိုတောင်မှဒီလိုမရှောင်ဘူးဆိုတော့ငါတို့သူ့ကို CCTV နဲ့ထောင်ဖမ်းပြီးရင်ဒီရုံးချုပ်ကတထည့်ကိုတိုင်မယ်ပေါ့အဲ့လိုပြောတော့ ျွန်တော် CCTV ခိုးတတ်တယ်။ရုံးမှာအကွယ်လေးတွေရှိတယ်အခန်းကနည်းနည်းကျယ်ပြီးတော့သူသူနည်းနည်းကွယ်တဲ့နေရာလေးတွေရှိတယ်။အဲ့လိုအဲ့လိုနေရာလေးတွေမှာနည်းနည်းလွတ်သွားပေါ့။ဟိုကိုတွတ်ဆတဲ့ area မှာလွတ်သွားတဲ့ခါကျတော့ကျွန်တော်တို့ကအဲ့ဒါကိုတိုင်လို့မရ။တိုင်လို့မရတော့နောက်ပိတ်ဆုံးတော့ကိုလည်းတီးမခံနိုင်တဲ့အဆုံးရုံးချုပ်ကတထေးကိုဒီတိုင်းမဲ့ဖွင့်ပြောပြီးတော့အလုတ်ထွက်လာ။အလုတ်ထွက်လာ။အဲ့ကြတော့ သူကကြတော့ကျွန်တော်တို့ဘလို့ပြန်ပြီးဆွတ်ဆွဲပြီးကြံရစ်လဲဆိုတော့ကျွန်တော်တို့ကဒီယုံကပက်ဆန်တွေကိုအလွဲသုံးစားလုပ်ပါတယ်ပြောတာအဲ့တော့ကျွန်တော်တို့ကစိတ်တွေလဲစိုးတယ်ခံရတာနှစ်ဖက်ခံရပါတော့ပြောရရင်ရန်ကုန်မှာဆိုတော့ကိုကဘာအမျိုးဆွေမှမရှိဘူးဘာနောက်ခံဘက်ကောင်မှမရှိဘူးကိုသွားတာချီပလာလက်ပလာနဲ့သွားတာအဲ့တော့ငွေမရှိတဲ့အတွက်ငွေရှိတဲ့လူတွေကဒီလိုနင်းသလား နောက်တစ်ခါအမျိုးသမီးတွေရဲ့အားနည်းချက်စိတ်ပိုင်းဆိုင်ရာအားနည်းချက်ကိုနင်းသလားဒါပေအဲ့ဒီအချိန်မှာဖြစ်နေတဲ့စိတ်ခံစားချက်ကိုပြောမယ်ဆိုရင်လည်းဒါနင်းလို့ကောင်းတဲ့ချိန်နေပဲကျွန်တော်တို့တွေမှာအဓိကပြောရတဲ့တတိလည်းရှိဖို့လိုတယ်ပြီးရင်အဲ့ဒီတတိရှိုံနဲ့လည်းမပြီးဘူးပြောတဲ့နေရာပြောတဲ့နေရာလည်းလုံးုံစိတ်ချရဖို့လိုအပ်တယ် အဲ့လိုဤပညာတွေလည်းတိုးတက်နေပြီဆိုတော့ဒါပြောသင့်တယ်ဒီလိုမျိုးတွေနောက်လူတွေမခံရအောင်ကိုကပြောထားမှလည်းအစင်တဲ့အစင်ပြေကြမယ်လို့လည်းထင်တယ်ပေါ့လိမ်မိုင်းဆိုင်ရာအထိပါနှောက်ရှက်မှုအမျက်ထုတ်မှုစော်ကားမှုတွေကိုအမျိုးသမီးတိုင်းလိုလိုကြုံတွေ့ခံစားရမှုဓာတ်တွေရှိပေမဲ့အဆက်ကြောက်ကြီးတာကာကွယ်ပေးမှုမူဝါဒတွေရှိမနေတာတိုင်ကြားစရာရန်နေရာရှိမနေတာ ဘယ်ကိုတိုင်ကြားရမှန်းမသိတာတိုင်ကြားရမယ့်အဖွဲ့အစည်းတွေကိုမသိတာတွေကြောင့်မသိလိုက်မသိပါတာနဲ့ပဲပြီးဆုံးသွားတတ်ပါတယ်။လိမ်မိုင်းဆိုင်ရာကျူးလွန်မှုကရာဇဝတ်မှုဖြစ်ပြီးတော့ကျူးလွန်သူတွေဟာကိုကျင့်တရားဖောက်ပြန်တဲ့မကောင်းမှုကျူးလွန်သူတွေဖြစ်တယ်လို့သတ်မှတ်ပြီးတော့ဖော်ထုတ်ရမှာဖြစ်တယ်လို့ဒီလိုကျူးလွန်မှုတွေကိုလည်းမေးမိန်ပြောက်ွယ်မှုမရှိအောင်ဖြစ်စဉ်ပြီးဆုံးတဲ့အထိဝန်းရံပြီးတော့တရားမျှတမှုအပါအဝင်လိုအပ်တဲ့ဝန်ဆောင်မှုတွေရရှိအောင်ဖော်ဆောင်ရမှာဖြစ်တယ်လို့အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူတွေကဆိုကြပါဗျာ။ ်အာနာသိမ်းပြီးနောက်ပိုင်းမှာဆိုရင်ရုံးနေရာတွေတိကျမရှိကြတဲ့အတွက်အိတ်တအိမ်ထဲမှာအတူနေထိုင်ပြီးတော့အလုံးလုံးကြတာမျိုးတွေလည်းရှိတတ်ပါတယ်လုပ်ငန်းဝင်တွင်ကျန်တာခြေပြုအကျန်းဖတ်မှုလို့ဆိုကြတဲ့အခါမှာတိမ်ထဲမှာနေပြီးတော့အလုံးလုံးကြတဲ့သူတွေချာမှာအကျန်းဖတ်မှုတစုံတရာဖြစ်လာခဲ့ရင်လဲဒါတွေကိုလုပ်ငန်းဝင်တွင်အကျန်းဖတ်မှုလို့သတ်မှတ်လို့ရပါတယ်အဲတော့နောက်ပိုင်းကျအာနာသိမ်းမြက်ခံမှာလုပ်ငန်းခွင်ရုံးနေရလို့လည်းတိပါမရှိတော့ဘူးเนาะအဲကိုဗစ်တုန်းကဆိုရင်တော့ကျမတို့ကအိမ်နေမှာလောက်ကြရဆိုအဲ့ပြဿနာကတော့တစ်ခါထပ်ပြီးမရှိပြန် ဟိုအခက်ခဲတွေကြားထဲမှာသူရှိတဲ့နေရာလေးတွေအိမ်ကလည်း work place ဖြစ်ခြင်းဖြစ်သွားတာအလုံးစုပြီးတော့အိမ်တိုင်းမှာနေကြမယ် safe house လို့ခေါ်ရင်ခေါ်ကြအောင်အဲ့နေရာ work place ဖြစ်ခြင်းဖြစ်သွားတာဆိုတော့အဲ့ဒီလိုနေရာမျိုးတွေကိုပါကျွန်တော်တို့က work place အနေနဲ့ထည့်ထွက်တင်တာပေါ့နော်ဆိုတော့ sexual harassment လို့ပြောလာကြပြီဆိုလို့ရှိရင်တချို့ကလည်းရှင်းရှင်းလင်းလင်းမဖြစ်ဘူးပြီးတော့ဟို issue တွေကလည်း ဘယ်လိုပြောရမလဲ case တွေကမရှင်းလင်းဘူးပေါ့နော်တစ်ဖက်ကလည်းအမြင်တစ်မျိုးရှိရတယ်တစ်ဖက်ကလည်းအမြင်တစ်မျိုးရှိတာမျိုးတွေတွေ့ရတယ်အဲ့တော့ web place တွေမှာမဖြစ်ဘူးလားလို့ပြောရင် web place တွေမှာလည်းသူကဖြစ်တာပဲဖြစ်လာတာပေါ့နော်ပြန်တော့ကွာသူက sexual harassment case တွေကသူကတိမ်မွေ့တယ်တိမ်မွေ့တယ်ဆိုတာသူကရှုပ်တစ်ခါတချို့ case တွေရှုပ်ထွေးတယ်တချို့ case တွေကကြတော့သူကတစ်ဖက်ကလည်းမသိလိုက်ဘူးဆိုတာမျိုးတောင်ဖြစ်တယ် sexual harassment case တွေကသူက power မညီမျှမှုပေါ်မှာလည်းဖြစ်တယ်ပါဝါအကြီးအသေးပေါ့အများသားဖြင့်ပါဝါကြီးတဲ့လူတွေကလောက်တာ ပါဝါကြီးတဲ့လူတွေဆိုတာဥမာအဲကျောင်းစီရာနေတပည့်ကိုနော်အလုပ်ငန်းခွင်မှာအထက်အရာရှိ supervisor ကနေအောက်က supervisor ကိုတို့အဲ့တော့ media ထဲမှာဆိုရင်ထပါတော့ editor ကနေတော့ဒင်းတောက်ကိုတို့ဒါမျိုးတွေဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ तू က power မညီမျှမှုရဲ့သဘောတရားအကြောင်းဖြစ်တာပေါ့နော် power power ကြီးတဲ့လူက sexual harassment ကို तू ကလှုပ်လှုပ်လေလှုပ်လေရှိရယ် power ငယ်တဲ့လူက तू အရင်နေ့က power ငယ်ပြီးသားလေ तू ကဘယ်လိုသွားပြီး harassment လုပ်မလဲ तू မလုပ်နိုင် तू မအဲ့ power ကိုမရှိရအဲ့တော့များသောအားဖြင့်က power ကြီးတဲ့လူတွေကလှု တာအဲ့တော့ပါဝါလို့ကျမပြောနေညမှာယာရုကိုပဲပြောတာမဟုတ်နော်လက်နက်ရှိရဲ့ပါဝါပတ်စံရှိရဲ့ပါဝါဒါမျိုးမတူညီတဲ့ပါဝါတွေကိုပြောချင်တာအဲ့တော့ကျမတို့မှာ formal mechanism မရှိဘူး formal mechanism လို့ပြောကြတဲ့အပြင်ကျမတို့ကတရားရုံးသွားကြမရှိဘူး yes ခံသွားကြမရှိဘူးအမျိုးသမီးတွေကအန်ပါဝါဖြစ်ဖို့လိုတယ်ပေါ့နော်အန်ပါဝါဖြစ်ဖို့လိုသူတို့လုံလောက်တဲ့ဟိုထုတ်ပြောနိုင်စွမ်းအားရှိဖို့လိုတယ်လို့ထင်တယ်အဲ့တော့ဒီဟာကိုလုံနိုင်လားလို့မေးရင်လည်းဒါကျမတို့တယောက်တည်းလုံနိုင်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်အဲဆိုတော့ တယောက်တည်းကကဘာကြီးတော့မချိနိုင်ဘူးကျမတို့ကအလုံးစုံပေါ့နော်အားလုံးဝိုင်းပြီးတော့အလုပ်လုပ်ကြရမှာမြို့သမီးတွေမြို့သမီးတွေပဲဖြစ်ဖြစ်ပါခံရတဲ့သူတွေကလည်းဒီပေါ်မှာထုတ်ပေါ်ဖို့ထုတ်ပြောဖို့စွမ်းအားရှိဖို့လိုတယ်နံပါတ်1နံပါတ်2ကတော့လှုပ်တဲ့သူတွေကိုယ်တိုင်ကလည်းဒါမကြိုက်ဘူးဆိုတော့ဟာဖြစ်နေပြီဆိုရင်ရက်လိုက်ဖို့လိုတယ်ဒါတအူးချင်းစီပြောတာပါနောက်တစ်ခုကတော့ society နဲ့ community ကလည်း ကိုမမက်ဂနီဆင်ကြီးရှိဖို့လိုတယ်အဲ့တော့အ ਨੇ ဆုံးလုပ်ငန်းခွင်ရပဲကျမတို့စကြည့်အောင်လုပ်ငန်းခွင်ဆိုရင်ကျမတို့က sexual harassment policy ရှိလို့ရှိတယ်နော် newson နေအခြားသောလုပ်ငန်းခွင်နေ sexual harassment policy ရှိတယ်နော်ဘာလို့လဲဆိုတော့ policy တော့ရှိတယ်ဘာဘယ်သူမှမသိဘူးဆိုတာလဲတော့မဖြစ်သင့်ဘူး policy ရှိတယ်ဒီလူတွေလည်းသိရမယ်ဆိုတာမျိုးဖြစ်ရမယ်အဲ့တော့နောက်တစ်ခုကအဲ့ဒီ policy ရှိပြီးရင် policy ကို account ထဲပေါ်တဲ့ရန်တရာ mechanism ရှိရတယ်အမျိုးသမီးတွေ အမျိုးသားဘသူပဲဖြစ်ဖြစ်ဒါကိုမကြိုက်ဘူးဆိုရင်မကြိုက်ဘူးဆိုတဲ့ဟာကိုပြောနိုင်တဲ့အင်အားရှိဖို့လိုတယ်အဲ့အင်အားရှိဖို့ကတော့ကျမစာတကြောင်းနဲ့နဲ့ပြောတာအရန်လွယ်တယ်ဒါမှမဟုတ်တကယ်တကယ်ကြောက်သူကအဲ့လိုတော့မဟုတ်ဘူးအင်အားရှိဖို့ဆိုတာဒီအမျိုးသမီးပဲဖြစ်အမျိုးသားပဲဖြစ်သူအန်ပါဝါဖြောင်းလို့ခုကျမတို့အများကြီးလွယ်ဒါ society တစ်ခုလုံးနဲ့ဆိုင်နေနောက်တစ်ခုကတော့အ ਨੇ ဆုံးအလုပ်ခွဲမှာကျမတို့ရဲ့ society မှာကျမတို့ဒီလိုမျိုး mechanism တွေရှိရမယ်ပေါ့နော် လုပ်ငန်းဝင်မှကြုံတွေ့ရတဲ့ဂျန်နာခြေပြုတ်ဂျန်ဖတ်မှုနဲ့ခွဲခြားဆက်ဆံခံရတာတွေကြောင့်နောက်ဆက်တွဲဆိုးကျိုးအနေနဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုထိခိုက်စေလာနိုင်တဲ့ပြင်လုပ်ငန်းဝင်တွေလှုပ်ဆောင်ချက်တွေကိုပါထိခိုက်လာနိုင်ပါတယ်အဲ့ဒီအမျိုးသမီးတွေဟာကိုကိုကိုယုံကြည်မှုရော့နယ်လာပြီးတော့လုပ်ငန်းဝင်မှာလုံခြုံမှုမရှိသလိုခံစားလာရတဲ့အတွက်လုပ်ဖို့ကံပတ်တွေနဲ့ပူးပေါင်းဆောင်ရွက်ရမှာလဲအားနည်းလာနိုင်ပြီးတော့နောက်ဆုံးအလုပ်မလုပ်နိုင်တော့တဲ့အထိဖြစ်လာနိုင်ပါတယ် လုပ်ငန်းတွေအတွင်းလိမ်ပိုင်းဆိုင်ရာထိပါနှောက်ယှက်မှုမရှိစေအောင်အကာအကွယ်ပေးနိုင်တဲ့စီမင်းစည်းကမ်းတွေထုတ်ထားပြီးတော့အားလုံးကလိုက်နာလာအောင်တွန်းအားပေးမှုတွေရှိမှသာနောက်မှဒီလိုဖြစ်ရတွေရှိမလာအောင်ကာကွယ်နိုင်မှာပါဓာရီကိုလှုပ်ဆောင်မှသာလုပ်ငန်းဝင်တွေကျန်းနာခြေပြုအကျန်းဖတ်မှုတန်တရာလဲနေတာကိုတားဆီးနိုင်မှာဖြစ်ပါတယ်။ထောက်ပေါ်ပြောနေသူတွေရှိပြီးတော့အေးအေးယူမှုအပိုင်းတွေရှိမလာရင်လည်းဒီလိုကိစ္စရက်တွေကရှိနေအောင်မှာပါပဲ။ ဒါကြောင့်မို့လုပ်ငန်းခွင်တွေနောက်ဆက်ခံရတဲ့မိသူမဆိုရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောဆိုပြီးကျူးလွန်သူတွေကိုဥပဒေအကြောင်းအရတိုင်ကြားတာတွေလှုပ်ဆောင်မယ်ဆိုရင်လိုအပ်တဲ့အခြားသောဝေဆောင်မှုတွေဖြစ်တဲ့ကျန်းမာရေးစိတ်လူမှုအကူအညီနဲ့လုံခြုံရာတွေကိုပတ်ဖို့ပြေးမယ်ဆိုရင်ဒီလိုကိစ္စတွေတဖြည်းဖြည်းနဲ့ရော့ကျသွားလိမ့်မယ်။ချင်းဝင်းနဲ့ညီများတဲ့လုံခြုံတဲ့လုပ်ငန်းခွင်ကိုဖန်တီးပေးနိုင်ကြမယ်လို့မျှော်လင့်ရတာပါပဲ။